ဲကျွန်တော်တို့ရင်ကုန်ပြောရှင်သားတော်ဘေးတွေကိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့အဘာမင်းသင်ကရဲ့လက္ခဏာပညာပေါ့နော်အဲအဲ့အဘာမင်းသင်ကတင်ပေးခဲ့တဲ့လက္ခဏာပညာတွေကိုကျွန်တော်တို့တစ်ပတ်ကိုတစ်ပုဒ်တစ်ပုဒ်ဟာလားတစ်ခုတစ်ခုပေါ့နီလန်းတစ်ခုတစ်ခုအဲကျွန်တော်တို့လမ်းညွန်ညွှန်ပြနေရဖြစ်ပါတယ်အဲ့တော့လက္ခဏာပညာကျွန်တော်လိလာဖို့စိတ်ဝင်စားဖို့လည်းအမှန်တန်ကောင်းတဲ့ပညာတစ်ခုဖြစ်ပါတယ်နော်အဲ့တော့သူကလည်း အာဒီပညာလည်းလေးနဲ့တယ်နှက်ဆိုင်နေတယ်မှာပါပါပြီးပြန်ရရက်ကလည်းအဲ့တော့အလွန်အမတန်လည်းစမ်းကြေပါတယ်အဲ့တော့ဒီမြင်းကြောင်လေးပိုင်လူဘဝမှာဘာတွေဖြစ်တတ်တယ်ဘယ်လိုတွေဖြတ်တတ်တယ်ဘာတွေကြုံတတ်တယ်ဆိုတာမျိုးတွေကျွန်တော်တို့ပြနေတဲ့အမှတ်တင်ကြီးတွေဖြစ်ပါတယ်နော်အဲ့တော့လက္ခဏာလည်းလူဘဝအတွက်အလွန်အမှန်နဲ့ထိရောက်တဲ့ပညာတစ်ခုပါပဲနော်အကျိုးသက်ရောက်မှုတွေရှိပါတယ်အဲ့တော့ ဒီတစ်ပတ်မှာကျွန်တော်တို့နှလုံးလမ်းကြောင်းခေါ်မြစ်တာကြီးလမ်းကြောင်းပေါ့နှလုံးလမ်းကြောင်းခေါ်မြစ်တာကြီးလမ်းကြောင်းကလက်ကလေးအောက်စနေဂျူကုံမှာဟာနေတယ်ပြက်နေတယ်ဆိုရင်ကျွန်တော်တို့ကြောက်မှာပါဘလတိုင်းနေနေဒီမှာတချို့တွေတချို့ချစ်သူဆုံးတွေကိုကိုကိုတတ်သေးတာတို့เนาะဟာလာလောက်ကြံပြီးသေးတာတို့အဲသို့မဟုတ်ရုတ်တရက်ကိုချစ်သူဟာ နော်မပေါင်းလိုက်ရတာပေါ့နော်ကိုချစ်သူနဲ့လက်ထပ်ဖို့အခြေအနေတိမပေါင်းလိုက်ရပဲနဲ့တည်ခွဲခွဲတတ်တဲ့ငင်းကြောင်ဖြစ်ပါတယ်အဲ့တော့စနေဂျိုခွဲအောက်မှာနော်လက်ကလေးအောက်မှာနှလုံးသားကြောင်ပြတ်နေတယ်ဆိုရင်ကျွန်တော်တို့ချစ်သူနဲ့ကိုချစ်ရတဲ့ချစ်သူနဲ့တည်ခွဲခွဲတတ်ပါတယ်အဲ့တော့ကိုယ့်လက်မှာအခုလိုအမှတ်သားပါရင်ကျွတင်းပြင်းစင်သတိထားရှောင်ရှားနိုင်မှုကျွန်တော်တို့ဒီနေရာနေလမ်းညွှန်ပြလိုက်ပါတယ် အဲ့တော့မပါတာတော့အကောင်းဆုံးပါပဲเนาะအဲ့တော့ပါခဲ့တဲ့သူတွေအဲ့တော့များသောချစ်သူတေခွဲချစ်သူနဲ့တေခွဲကွဲသွားတဲ့သူတွေကိုကြည်လိုက်အဲ့ဒီအမှတ်သားလေးကိုကျွန်တော်တို့တွေ့ရှိရပါတယ်เนาะတွေ့လေးရှိပါတယ်အဲ့တော့အဲ့ဒီအမှတ်သားလေးကကျွန်တော်တို့ဒီမှာပါเนาะ तू อ่ะအခုပြတဲ့အတိုင်းပါเนาะနှလုံးလမ်းကြောင်းကစနေဂျူကိုနော်လက္ခဏာလက်ခလေအောင်စနေဂျူကိုမှာနှလုံးလမ်းကြောင်းလေးကဒီမှာဟနေရောပေါ့နော်ပြတ်နေ တဆက်တည်းမရှိเนาะဒါဆိုရင်ကိုမတန်ချစ်ရတဲ့ချစ်သူနဲ့เนาะရုပ်တရက်ဆိုသလိုတေခွဲကွက်တတ်ပါတယ်เนาะအဲ့တော့ဒီမှာပါနှလုံးသားကြောင့်เนาะသူဟာเนาะအဲ့တော့ဒီတစ်ပတ်မှာတော့ကျွန်တော်တို့ဒီအမှတ်သားလေးနဲ့ကိုเนาะဒီဒီမြင်းချောင်းလေးပိုင်ဒါလေးပိုင်ဘာလေးဖြစ်တတ်တယ်ဆိုတာလေးကိုကျွန်တော်တို့အဲဒီတစ်ပတ်မှာကျွန်တော်လမ်းညွှန်ညွှန်ပြီးခဲ့တာပါအဲနောက်တစ်ပတ်မှာလည်း အလက္ခဏာပညာနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာဗီဒီယိုပိုင်းတစ်ပုံနဲ့ကျွန်တော်တို့ပြန်လာခဲ့ပါမယ်။အားလုံးပဲเนาะပညာရက်တွေเนาะအသိဉာဏ်ဘူးတုဒ္ဒတွေကြွယ်ဝနိုင်ကြပါစေဗျာ။